မတို့ကပို့ပြီးတော့တာဝန်ကြီးသွားရယ်ပေါ့နော်အရင်တော့ခါဦးအဖြစ်ပါမလားဒီ character မှာကောဒီ senior ကြီးတွေနဲ့တေချာရိုက်နိုင်ပါမလားဆိုဆိုရင်တိတ်ရှိရယ်အားကြောင့်မလို့လဲညီမတို့ကဒီအခုတွေကနေပြီးတော့ character ကိုကြိုးပြင်ဆင်နေပါပြီကျမလားကျမလားကျော်တော်မိုင်းမဈေးဝယ်နေလို့သပိလေးကိုတောင်တက်ထားခင်မိတာ surprise ဖြစ်စေခြင်းလို့ဘယ်သူမှလည်းမပြောပြဘူးဖက်အဒီကဖန်နေအောင်မပြောပြပြဘူးเนาะ surprise ဖြစ်စေခြင်းလို့အခုရုပ်ရှင်ကားအနေနဲ့ပြန်ပြီးတော့အသက်သွင်းမယ်ဆိုတော့လည်း ပြိသက်ဒီကြိုက်မဲ့ဇမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဝမ်းသာပါတယ်။အကူနေတို့ကအနေဒီရယ်သူလှုပ်ရှားရှိတဲ့ဟာကိုပဲလှုပ်တယ်ပြီးရင် item ဘိုင်းဆိုင်ရာကိုသူက item ညိနေတဲ့မှာပါတယ်ပေါ့။ကိုနေတို့ကမော်မော်ဆန်တာပေါ့သူ့ရဲ့ item တွေကအမှန်မို့သူနဲ့စုံညင်တယ်လို့ interview တစ်ခုမှာတော့မဖြေလိုက်သေးရယ်သူနဲ့တွဲရိုက်ချင်တယ်ဆိုတော့ဒါကျွန်တော်ရဲ့ဒီနှစ်မှာဆန္ဒပြတာပါ။အရန်ပြောရနော်အရန်ပါကျွန်တော်စီးရီးကနေပြီးတော့ရုပ်ရှင်အနေနဲ့ပိတ်ကားပုံမှာပြန်လာမှာဆိုတော့အများကြီးပြောပါတယ်ဟုတ် ဟုတ်ပါတယ်ညီမတို့ဒီအကူကရုပ်ရှင်နဲ့ဆိုတော့ပို့ပြီးတော့ထူးလဲထူးခြားရဲ့အဲနောက်ပြီးတော့တကယ်စီနီယာကြီးအဲညီမတို့ဒီထက်စင်အကယ်ဒမီကိုနေတိုးနဲ့ရောညီမတို့စီနီယာရဲ့အကူတွေအမအိမ်နဲ့ရောအများကြီးနဲ့တေချာလေးစူးစမ်းပြီးကြရမယ်ပြီးတော့အနီးကပ်လဲညီမတို့ပညာသင်ခွင့်တွေရမယ်အဲ့လိုမျိုးအားအကြောင်းပို့ပြီးတော့အဲဒီကားလေးကတမုတ်ရှိပြီးတော့ညီမတို့အတွက်လဲတကယ်ကိုဒီဟာ chance အနေနဲ့เนาะအဲ 調査권ရရလို့ထင်ပါတယ်ဟုတ်ဒီထဲမှာလဲ character ကတော့မထူးကြဘူးပဲပေါ့နော်ကျွန်တော်တန်ချောင်းဆိုလဲတန်ချောင်းခေါင်းဆိုလဲခေါင်းပေါ့ဒါပေမဲ့ကျွန်တော်တို့အခုအစ်စ်ဝင်လာတယ်အစ်စ်ပါလာမယ် senior ကိုနေတို့တို့ပါလာမယ်မဝေးလာကြီးတို့ကိုရှင်မွေလာတို့ပါလာမယ်ဒါတို့တွေနဲ့လဲဟို ခြေဆက်မိမိပေါ့နော်စူးစမ်းရမှာပေါ့အများကြီးပြင်ဆင်ထားပါတယ်ဟုတ်ဟုတ်ကဲ့ဒီချာလေးစူးစမ်းပါမယ်ညီမဒီခါဦးကာရိုက်တာအရင်အထက်မရော့အောင်ပို့ပြီးတော့တတိထားရမယ်ဒါညီမတို့ကပို့ပြီးတော့တာဝန်ကြီးသွားရယ်ပေါ့နော်အရင်တော့ခါဦးဖြစ်ပါမလားဒီကာရိုက်တာမှာကောဒီစီနီယာကြီးတွေနဲ့တေချာရိုက်နိုင်ပါမလားဆိုဆိုရင်တိတ်ရှိရယ်အားကြောင့်မို့လဲညီမတို့ကဒီအခုရရနေပြီးတော့ကာရိုက်တာကိုကြိုးပြင်ဆင်နေပါပြီဟုတ်တေချာလေးလေ့လာပြီးတော့တေချာစူးစမ်းပါမယ်ဟုတ်ကျမလားကျမလား ကျော်တောင်ပိုင်းမှာဈေးဝယ်နေတော့သမီးလေးကိုတောင်တားခဲ့မိတာကျော်တဲလန်နေနဲ့ကြားရတော့ကြားပါပြီဒီကားပြင်ဆင်နေ subscribe ပိုင်းပြင်ဆင်နေရဆိုဒီကားအနေနဲ့ဒါပြန်လာဆိုဆာပရိုက်ဖြစ်စေခြင်းလို့ဘယ်သူမှလည်းမပြောပြဘူးဖက်အဓိက fan တွေအောင်မပြောပြပြဘူးเนาะဆာပရိုက်ဖြစ်စေခြင်းလို့အခုရုပ်ရှင်ကားအနေနဲ့ပြန်ပြီးတော့အသက်သွင်းမယ်ဆိုတော့လေပရိသတ်တွေကြိုက်မဲ့ဇာမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဝမ်းသာပါတယ်ဟုတ် ဟုတ်ညီမလေးကလည်းဒီကားကိုဒါကံပါလို့ရိုက်ခွင့်ရတယ်လို့ထင်ပါတယ်။ညောနောက်ပြီးတော့ညီမအတွက်လည်းဒါမှတ်တိုင်တစ်ခုအနေနဲ့ခါဦးအနေနဲ့ပြန်ရိုက်ရမှာပေါ့နော်။အာညီမကပြီးတော့ဒီရိုက်ကူးရေးနားလိုက်ပြီးဟိုဟာဇလန်တွဲကြီးလည်းနားလိုက်ပြီးအဲအဲနားလိုက်ပြီးဆိုပေမဲ့ဒီကားကညီမအတွက်ဘဝမှာပထမအဆုံးရုပ်ရှင်ရိုက်ရမှာဆိုတော့အဲဒီကားလေးကိုရိုက်ဖြစ်သွားတယ်ပြီးတော့ဟိုအဲနောက်ထပ်မရိုက်ဖြစ်နေတော့မှနှင်းအနှင်းငယ်နားမို့ရှိရပါတော့အနောက်ထပ်မရိုက်ဖြစ်နေတော့မှဒီကားမှာတေချာလေးမမိနေအောင်ညီမတို့ခါဦးပြေလက်ခံအောင်တေချာကြည့်သားပါမယ် ဘာလို့နွားမလဲအဲအိမ်စီးပွားရေးအရာညီမအပြင်မှာအလုပ်လုပ်မယ်ပေါ့နော်အားကြောင့်မို့အပြင်မှာအလုပ်ခဏလောက်ထွက်လုပ်လိုက်အောင်မယ်အဲတေချာလေးစူးစမ်းပြီးတော့မှအဲညီမညီမကိုညီမလည်းအများကြီးအတေချာစူးစမ်းပြီးတော့မှပြန်လာခဲ့မယ်ပေါ့အားကြောင့်ဒီကားလေးကညီမအတွက်ဘဝမတိုင်အနေနဲ့ရိုက်သွားမှဖြစ်တဲ့အတွက်တေချာစူးစမ်းပြီးတော့အာလက်ခံအောင်ရိုက်ပါမယ်ဟုတ် အစီးပြီးရလဲပြပြီးခဲ့တာလဲကြာပြီပေါ့နော်ကြာတဲ့အထိရောအခုချိန်အထိရောမြင်နိုင်ကလေးအစားလူကြီးဆုံးအဲ့တန်ကြောင်းတန်ကြောင်းနဲ့ပဲတတိတာပေးခဲ့တဲ့အတွက်တကယ်လဲပျော်ရတယ်အခုယုံကြည်ယုံမော်ကိုလဲတန်ကြောင်းအနေနဲ့ပြန်လာမယ်ဆိုလို့ရှင်လဲကျွန်တော်စီးပြီးရစီးပြီးထက်ကောင်းတဲ့တန်ကြောင်းအနေနဲ့ပြန်လာခဲ့ပါမယ်ဟုတ်ဟုတ်မနက်မနေ့ကကျေးဇူးတင်ကျေးဇူးကြပါဟုတ်ပါတာပေါ့အဲကျွန်တော်ဟိုကျွန်တော်ပူပူများရတယ်ဒီဒီဒီမှာကလေကိုနေတိုးနဲ့စင်းစုံနဲ့စင်းတွေကပူများရတယ်အဲ့တော့လဲဟို မင်းနဲ့ငါနဲ့ပြောရတဲ့စင်းနေများရယ်ပေါ့နော် separate ဖတ်ထားတော့အဲ့တော့ဘယ်လိုပြောရမလဲဆိုတာစဉ်းစားနေကိုအားကြရတဲ့ senior တယောက်လည်းဖြစ်တယ်တကယ်ဥမာဝိုင်းရင်တပိုင်းရင်ကိုနေတိုးနဲ့ဆိုတော့အဲ့ဘယ်လိုပြောမင်းနဲ့ငါနဲ့ဆက်ဆံရမှာဆိုတော့ဘယ်လိုပြောရမလဲရင်လဲရင်လဲအဲ့လိုခုတ်ရင်လဲတုံညာပါအညာကြီးတော့စူးစမ်းရမှာပေါ့အဲ့မရှိဘူးဒါပေမဲ့ကျွန်တော်ကအရင်တုန်းကဟိုကအိမ်မက်ကာယံမှာတော့ကိုနေတိုးနဲ့အဲ့လို အခန်းနင်းငယ်စုံမှုတယ်အိမက်ကန်ရက်တယ်လွန်ခဲ့တဲ့ကျွန်တော်3လနှစ်က3လနှစ်ကဖြတ်လျှောက်လုပ်တဲ့အချိန်မှာကိုနေတိုးနဲ့အာစုံမှုတယ်ဒါပေမဲ့သူ့ကိုအိုက်မာတွေကဟောကိုနေတိုးကအနေတီရယ်သူလှုပ်ဆရာရှိတဲ့ဟာကိုပဲလုပ်တယ်ပြီးရင် item ဘိုင်းဆိုင်ရာကိုသူက item ငိမ့်နေတဲ့မှာပါတယ်ပေါ့ကိုနေတိုးကမော်မော်ဆန်တာပေါ့သူ့ရဲ့ item တွေကအမြောင်မို့သူနဲ့စုံညင်တယ်လို့ interview တစ်ခုမှာတော့မဖြေလိုက်သေးရယ်သူနဲ့တွဲရိုက်ချင်တယ်ဆိုတော့ဒါကျွန်တော်ရဲ့ နှစ်ဒီနှစ်မှာဆန္ဒပြည့်တာပါဟုတ်ပြောပြပြတာတော့အဖေနဲ့မိပါအဲအဓိကတော့အိမ်မှာပဲပြောပြပြတာပါငါအဲတားဆိုလို့ရှိရင်ဒါတန်ချောင်းကာရက်တာဒီတားတို့ဒီကားလေးကိုရုပ်ရှင်အနေနဲ့ပြန်ပြီးတော့အသက်သွင်းမယ်ပေါ့နော်ဒီကားလေးအသက်သွင်းလို့ရှိရင်ဒါ ကိုနေတိုးနဲ့လည်းရိုက်ရမယ်ပေါ့ကျန်တဲ့စီနီယာကိုမားရီလည်းပါလာမယ်ဆိုတော့အေယုံတော့အရင်ဆုံးပြောပြပြတာဟုတ်ပါအာပရိသတ်ကြီးကိုလည်းဒီကောက်အားပေးဖို့ပြောချင်တယ်ဘာဖြစ်လို့လဲညီမတို့ဒီမဲချိုဇလန်းထက်ဒီဇက်လန်းဇက်အိမ်ရောဒီပအဝင်တဲ့တရုတ်ဆောင်တဲ့ကောင်ကအရန်တော်ကြရတယ်တကယ်စီနီယာကြီးပါလာပြတဲ့အတွက်အာပရိသတ်တွေကိုအားလုံးစောင့်မျှော်ကြည့်ရှုပေးကြပါအောင်တကယ်လည်းဒီကားလေးကိုကြိုက်မယ်ရင်းထဲမှာတခုကြံခဲ့လိမ့်မယ်လို့ညီမတို့ထင်ပါတယ်ဟုတ် ဒါတော့ جماعه ဒီရောက်တန်ရောင်းစီတော်တော်ဖျက်ရမှာပေါ့နော်။ဟာဘာလို့လဲဆိုတော့ကိုအရန်တက်မိုးထားရဲအလုတ်လေးဖြစ်တယ်။အငငငယ်လေးရယူသွက်ခဲ့အလုတ်ဖြစ်တယ်။အပြီးတော့ဟိုဒီကိုချစ်တဲ့အလုတ်ကိုဆွလွှမ်းရမယ်အခါစိတ်ကပေါ့နော်။ နှစ်ခွာရဲပြီးတော့အဲကို့မှာလည်းဒီမှာလောရမဲ့တာဝန်အလုပ်တွေရှိတယ်အဲအိမ်ကိုလည်းပြန်ကြည့်ရမဲ့တာဝန်တွေရှိတဲ့အခါကျတော့အာဒါရွေးတင်တဲ့ဟာကိုရွေးလိုက်ရတာပေါ့နော်အဲ့တော့တော်ညီမအဆင်ပြေတဲ့အခါကျရင်လည်းဒီလူညာရောပြန်လာညီမတစ်သက်လုံးဆွလွန်မှာမဟုတ်ဘူးပေါ့နော်ပြန်လုံးမှာပြန်လုံးမှာပါဟုတ်တော့အဲ့လိုမျိုးအချိန်မှာဒီကားကိုရိုက်ခွင်းရမယ်ဆိုတာလေဟိုပီတီကတအားပျော်လဲဝမ်းလဲဝမ်းနေတယ်ပေါ့ဟိုပေါ့နော်တကယ် ကိုအရန်သဘောကျပြီးတော့အရန်စုံပြင်ခဲ့တဲ့တကယ်အမှုပညာရှင်နဲ့တွေ့ရမှာဆိုတော့လေဘဝမှာဒါညီမတို့မေးမရနိုင်တဲ့ကားလေးလို့ပြောလို့ရပါတော့အစရရသူ့တို့ဒါပြောပြီးသားပေါ့နော်မတော်ပါနဲ့ဒီဒီမှာပဲနေပါပေါ့နော်သူပြပထွက်မယ်ဆိုတော့လေအာနင်ထွက်ဖြစ်မှာမဟုတ်ပါဘူးပေါ့ကိုစိတ်ကိုဖြေကြပါဟောသူထွက်ဖြစ်မှာမဟုတ်ဘူးသူစကားနဲ့ပဲပြောနေတာဒါပေမဲ့တကယ်တကယ်ကြီးသွားဖို့လုပ်ပြီးတော့ သွားဖို့လည်းနီးလာတော့အော်သူတကယ်သွားတော့မယ်ပေါ့အဲကြောင့်လည်းကိုနဲ့အတွဲညီညီတယောက်ဆောင်ခဲ့တဲ့သူတွေလည်းဖြစ်တယ်ပြီးတော့တငယ်ချင်းအရင်းကြီးတွေလည်းဖြစ်တော့ဝမ်းနေတာပေါ့ဒါပေမဲ့လည်းဟိုဒါတွေကခွဲခွာချင်းဆိုတာတနေ့မဟုတ်တနေ့ကြုံနေရမှာပဲသူပြန်လာမယ်ဆိုတော့လည်းဒီကနေစောင့်နေပါမှာငွေနဲ့ဟိုစီရီထက်ကောင်းတဲ့ဇာတ်အိမ်နဲ့ကျွန်တော်ပြန်လာမှာပါအဲ့တော့ဟိုအိုက်တင်စီနီယာတွေနဲ့လည်း စီနီယာရဲ့ item ရောဂျူနီယာရဲ့ item ရောပေါင်းဆက်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးစ조사มาဖြစ်တဲ့အတွက်ကြောင့်ပြည်သက်တွေလာကြည့်ပေးဖို့ညတရဲ့ခံပါရခင်ဗျာဟုတ်ပြည်သက်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်အများကြီးချစ်ပေးပါကျေးဇူးပါ